ကျွန်တော်အခုပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့တရုတ်ဂျပန်ကြားဆေးရေးအရာတင်းမာမှုတွေတစားတစားမြင့်တက်လာတဲ့အချိန်မှာအကြေရွေးများစစ်ပွဲကြီးများဖြစ်လာခဲ့ရင်ဘယ်လိုပဲပုံဖြစ်လာနိုင်တယ်ဆိုတဲ့ဖြစ်လာနိုင်ခြေရှိတာတွေကိုသုံးသပ်ပေးထားတာပဲဖြစ်ပါတယ်။လက်ရှိတရုတ်နဲ့ဂျပန်ကြားမှာရှိနေတဲ့တင်းမာမှုတွေဆေးရေးအင်အားအချိုးအစားတွေနဲ့နိုင်ငံရေးအခြေအနေတွေကိုအခြေခံပြီးအကြေရွေးဒီနိုင်ငံနှစ်နိုင်ငံရေတက်ချင်းတကယ်တမ်းစစ်ဖြစ်ခဲ့ရင်ဘာတွေများဖြစ်လာနိုင်မလဲဆိုတာကိုဆေးရေးပညာရှင်တွေရဲ့သုံးသပ်ချက်တွေနဲ့ပုံဖော်ထားတာပါ။ တရုတ်နဲ့ဂျပန်ကြားကလက်ရှိပြဿနာဟာ1895ခုနှစ်ဇန်နဝါရီလမှာဂျပန်ကဆန်ကာကူကျွန်းများကိုတရုတ်ဝင်ပိုင်ဆိုင်ချောင်းကျင်းပခဲ့ရကစခဲ့တာဖြစ်ပါတယ်။အိုကီနာဝါရဲ့နောက်ဘက်မှာရှိနေတဲ့ဒီလူမနေတဲ့ကျွန်းစုတွေဟာအချိန်တော်ကြာအောင်ပိုင်ရှင်မဲ့နယ်မြေဖြစ်တည်ရှိခဲ့ပေမဲ့ဂျပန်ကအဲ့ဒီတုန်းကဥပဒေကြောင့်အရာနီလန်တကြပိုင်ဆိုင်ချောင်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့ဒီကျွန်းတွေကိုအမေရိကန်ရဲ့အုပ်ချုပ်မှုအောက်ကခေတ္တထားခဲ့ပေမဲ့1982ခုနှစ်မှာ ိုကီနာဝါပြန်လည်လွှဲပြောင်းရေးသဘောတူညီချက်အရဂျပန်စီကိုပြန်ရောက်ခဲ့ပါတယ်။တရုတ်ကဒီဂျွန်းတွေပေါ်မှာအချိန်အတော်ကြာအောင်စိတ်ဝင်စားခဲ့ပါဘူး။ဒါပေမဲ့1980ပြည့်လွန်နှစ်တွေမှာအရှေ့တရုတ်ပင်လယ်မှာရေနံတွေတွေ့ရှိခဲ့ပြီးတဲ့နောက်အခြေအနေပြောင်းလဲခဲ့ရပါတယ်။လက်ရှိမှာ American ဆိုင်းရင်သတင်းချက်လက်စီမံခန့်ခွဲရေးရဲ့အဆိုအရစန်ကာကူကျွန်းစုအနီးမှာတပ်တွေပြပီးသားရေနံစိမ်းစီတန်း200ရှိနေပါတယ်။တရုတ်ကတော့မှန်တကယ်ရှိနိုင်တဲ့သင်္ဘောသာရပမာဏဟာစီပေါင်းတန်း160ဘီလီယံထိရှိနိုင်တယ်လို့ယုံကြည်နေပါတယ်။ ဒီတော့တရုတ်ကအဲ့ဒီရေနံတွေကိုလိုချင်တာကြောင့်ဆန်ကာကိုကျွန်းတွေကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်။ဒီရွေချက်အတွက်ရှီကျင်းပြန်ဟာပြီးခဲ့တဲ့နှစ်အနေငယ်တွင်တရုတ်စစ်သည်မော်တွေကိုဂျပန်ပိုင်တဲ့ရေပြင်တွင်မကြာခဏမောင်းနှင်ပြီးဂျပန်အစိုးရကိုချိန်ချောက်ဖို့ဖိအားပေးဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲ့ဒီစားတရုတ်နဲ့ဂျပန်ကြားတင်းမာမှုတွေသာပိုပြီးမြင့်တက်လာခဲ့ပါတယ်။အကယ်၍ရှီကျင်းပြန်ကနယ်မြေကျူးကျော်မှုနှီးပြူဟာကိုရပ်ဆိုင်းလိုက်ပြီးဆန်ကာကိုကျွန်းတွေအတွက်တိုက်ပွဲဝင်ရုံသာမက ။အင်ဒိုပစိဖိတ်ဒေသမှာတရုတ်ကိုတဦးရီသောအထက်အင်အားကြီးနိုင်ငံဖြစ်အကောင့်ထဲပေါ်ဖို့အတွက်အရှေ့တရုတ်ပင်လယ်နဲ့တောင်တရုတ်ပင်လယ်နှစ်ခုသလုံးကိုအပြည့်အဝထိန်းချုပ်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုပါလို့ဒီလိုအခြေအနေမျိုးမှာအင်ဒိုပစိဖိတ်ကိုထိန်းချုပ်ဖို့အတွက်တရုတ်ဟာဂျပန်ကိုစစ်ကြေညာရမယ်လို့ရှီကျင်းဖျင်ကဆုံးဖြတ်လိုက်ပါလိမ့်မယ်။တရုတ်သမ္မတရှီကျင်းဖျင်ရဲ့အမိန့်အရစစ်စင်ရေးစတင်ချိန်မှာတရုတ်ရတဲ့ဟာဂျပန်ပေါ်ပရိရဲ့တုံးပြီးကနအူးတိုက်ခိုက်မှုကိုစတင်ပါလိမ့်မယ်။တရုတ်ဟာစစ်သည်မော930နဲ့ရေငုပ်သည်မော60စီစတဲ့အရေးအတွက်အရာ ဂျပန်ဘော၅ဆနီးပါးအသာသီးရှိတယ်ဆိုတာကို သိရှိထားပါတယ်။ဒီအင်အားအသာသီးကိုချက်ချင်းမထုတ်သုံးသေးပဲဂျပန်ရင်ပိုင်နက်ကိုစစ်သင်္ဘောသုံးသည့်ပါတဲ့ကင်းလှည့်အဖွဲ့ငယ်များစွာနဲ့ပုံမှန်လိုလိုကျူးကျော်စေပါလိမ့်မယ်။ဒီလိုလှုပ်ချင်းအဖြစ်ဂျပန်ဘက်ကဒါဟာပုံမှန်စောင့်ကြည့်ခြင်းနဲ့မောင်းထုတ်ခြင်းအစီအစဉ်ပဲလို့ထင်အောင်ထင်မှားဖြစ်စေပါလိမ့်မယ်။ရှီကျင်းဖြင့်ဟာဂျပန်ရဲ့ဒီလိုပုံမှန်တုံ့ပြန်မှုကိုအခွင့်ကောင်းယူပါလိမ့်မယ်။ Type 055ဖြတ်သင်္ဘောကြီးဦးဆောင်တဲ့ကင်းလှည့်အဖွဲ့၈ဖွဲ့ကိုတပြိုင်တည်းဆီလုပ်ပြီးဂျပန်ဘက်လည်းမှာအတားအဆီးတစ်ခုဖန်တီးလိုက်ပါမယ်။ မျောလင်ထားတဲ့အချိန်ဂျပန်ကလည်းသူတို့ရဲ့စစ်သင်းဘောတွေနဲ့ရေချောင်းကင်းလှည့်လေယာဉ်တွေကိုဆေးလွှတ်ခဲ့မယ်ဆိုရင်ဒီအခါမှာပဲရှီကျင်းဖျင်ကပြစ်ခတ်ဖို့အမိန့်ပေးလိုက်ပြီးအကြီးမားဆုံးအာသာချက်ကိုရယူလိုက်ပါလိမ့်မယ်။တိုက်ခိုက်မှုစတင်ပြီးနိုင်20ကြာတဲ့အခါမှာတော့ဂျပန်ရေတပ်ကာကွယ်ရေးတပ်ဖွဲ့ဟာဗယုတ်ဒုက္ခအခြေအနေကနေရုန်းထွက်ပြီးတုံ့ပြန်မှုပြင်ဆင်လာပါလိမ့်မယ်။ကာကွယ်ရေးဝန်ကြီးမီနိုရူကီဟာရာဟာရေတပ်ခြေဆိုင်စခန်းတွေအားလုံးကနေစစ်သင်းဘောအားလုံးကိုအရှိတရုတ်ပင်လယ်စီအပြေးလွှားထွက်ခွာဖို့အမိန့်ပေးပါလိမ့်မယ်။ဒါပေမဲ့ဝန်ကြီးကီဟာရာက တရုတ်ရေတပ်ဟာဂျပန်ထက်သင်္ဘောရေတွက်9000နီးပါးပိုများပြီးအင်အားဖြည့်တင်းနေတာကိုသုံးသပ်မိပြီးတော့တရုတ်ကဂျပန်သင်္ဘောတွေကိုကဲယွန်ရန်အနီးနားမှာပိတ်မိအောင်ဖိအားပေးနေတာကြောင့်ဂျပန်သင်္ဘောတွေဟာဒုံးကျည်တိုက်ခိုက်မှုတွေကိုရှောင်ဖို့အခွင့်အရေးနှဲပါနေတာကိုတွေ့ရပါလိမ့်မယ်ဒီလိုအခြေအနေမျိုးမှာအမေရိကန်ရဲ့အကူအညီမရှိမဖြစ်လိုအပ်လာတာကြောင့်ဝင်ကြီးကီဟာရာဟာဝင်ကြီးချုပ်ဖူမီယိုကီရှိတာကိုအမေရိကန်သမ္မတဆီကိုချက်ချင်းဖုံးဆက်ပြီးစစ်ရေးအကူအညီတောင်းခံဖို့တိုက်တွန်းပါပါတိုက်ခိုက်မှုစတင်ပြီးနိုင်30ရောက်တဲ့အခါမှာတော့ ဝင်ကြီးချုပ်ကီရှိဒါရဲ့ဖုန်းခေါ်ဆိုမှုဟာအမေရိကန်သမ္မတအထွတ်အံ့ဩစရာမဖြစ်တော့ပါဘူးဂျပန်မှာအမေရိကန်စစ်အခြေစိုက်စခန်120ကျော်နဲ့တပ်သား9000ကျော်ချထားတဲ့အတွက်တိုက်ခိုက်မှုဖြစ်တာနဲ့တပြိုင်တည်းတည်းသူတို့သိပြီးသားဖြစ်ပါလိမ့်မယ်အမေရိကန်ဟာဂျပန်ကိုကာကွယ်ဖို့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်နဲ့ချီနှောင်ထားတာမှန်ပါတယ်ဒါပေမဲ့အမေရိကန်သမ္မတကဒီသဘောတူညီချက်ကသူ့ကိုလွတ်လပ်ခွင့်ပေးထားတယ်ဆိုတာကိုကောင်းကောင်းနားလည်ပါတယ်အမေရိကန်စစ်တပ်ပအဝင်တိုက်ခိုက်ဖို့ကသူတို့လိုအပ်တယ်လို့ယူဆတဲ့အတိုင်းသာဆုံးဖြတ်နိုင်တာကြောင့် အမေရိကန်ဟာစစ်ပွဲကြီးတဲ့ကိုတိုက်ရိုက်ပါဝင်တဲ့သလားဒါမှမဟုတ်တန်တမန်နီလန်ကိုပဲဦးစားပေးတဲ့သလားဆိုတော့ကြီးမားတဲ့ဆုံးဖြတ်ချက်လမ်းဆောင်မှာရောက်ရှိနေပါလိမ့်မယ်ဂျပန်သားကြာဆုံးသွားခဲ့ရင်ဘာတွေဖြစ်လာမလဲဆိုတော့အကျိုးဆက်တွေကိုလည်းအမေရိကန်သမ္မတကနားလဲပါတယ်အရှေ့တရုတ်ပင်လယ်နဲ့တောင်တရုတ်ပင်လယ်ဟာတရုတ်ထိန်ချုပ်မှုအောက်ကျရောက်သွားနိုင်ပြီးဒီဒေသတစ်ချောက်ကကူတန်းသွားလာမှုတွေနဲ့ရေနံသယံဇာတာတွေကိုပါတရုတ်ကထိန်ချုပ်သွားနိုင်မှာဖြစ်ပါတယ်ဒါကိုအမေရိကန်အနေနဲ့ဘယ်တော့မှခွင့်ပြုလို့မရပါဘူးဒါပေမဲ့သူဟာဂျပန်ဝန်ကြီးချုပ်ကို တုံ့ပြန်မှုကိုအချိန်ယူစဉ်းစားရအောင်ပဲလို့ပြောလိုက်ပါလိမ့်မယ်။ဂျပန်ကိုကုညီဖို့ဝင်ပါရင်ကမ္ဘာလုံးဆိုင်ရာစစ်ပွဲဖြစ်လာနိုင်တဲ့အတွက်တရက်နှစ်ရက်လောက်စောင့်ကြည့်ဆုံးဖြတ်ချင်တာဖြစ်ပါတယ်။တိုက်ခိုက်မှုရဲ့၃ရက်မြောက်နေ့ကိုရောက်တဲ့အခါမှာတော့ဂျပန်ခေါင်းဆောင်တွေစိတ်ပြက်လာပါလိမ့်မယ်။သူတို့မျှော်လင့်ထားသလိုဂျပန်မှာချထားတဲ့ American သင်္ဘောတွေနဲ့လေယာဉ်တွေဟာချက်ချင်းဝင်ရောက်ကုညီတာမရှိဘဲ American နဲ့အနောက်နိုင်ငံတွေကတိုက်ခိုက်မှုကိုရှုတ်ချယုံသာလုပ်ပြီးစောင့်ကြည့်နေတာကိုပဲတွေ့ရလိုပါပဲ။ American ဟာဂျပန်ကိုလက်လွတ်လိုက်ရင် ူ့ရဲ့ဩဇာလွှမ်းမိုးမှုဘယ်လောက်ကျဆင်းမလဲဆိုတာကိုနားမလည်ဘူးလားလို့သူတို့တွေးနေမှာပါအမေရိကန်သမ္မတကတော့အမေရိကန်ပါဝင်ရမယ်လို့ဆုံးဖြတ်ပေးတာဖြစ်ပေမဲ့ဘယ်လောက်အတိုင်းအတာထိပါဝင်မလဲဆိုတာကိုချိန်ဆနေပါလိမ့်မယ်အမေရိကန်ရဲ့ခုနှစ်ကြိမ်မြောက်ရေတက်တစ်ခုလုံးကိုဆေလွှတ်နိုင်ပါတယ်ဒီရေတက်မှာသင်္ဘော90ကနေ80ကျားနဲ့လင်းရင်150ခန့်ရှိပြီးအပြောင်းအလဲတစ်ခုဖြစ်စေနိုင်ပါတယ်ဒါပေမဲ့ဒီအင်အားနဲ့တောင်တရုတ်ရဲ့ကြီးမားတဲ့ရေတပ်ကိုတယောက်တည်းတွန်းလှန်ဖို့မလုံလောက်သေးပါဘူး။အနိုင်ရဖို့ခွင့်ရရဖို့အတွက်ဆိုရင် အမေရိကန်ဟာပြည်ရင်းမှာအခြေစိုက်တဲ့ရေတပ်တစ်ခုလုံးရဲ့စွမ်းအားကိုဆေးလွှတ်ဖို့လိုပါလိမ့်မယ်။ဒါကပစိဖိတ်ကိုဖြတ်ပြီးရောက်ဖို့အနည်းဆုံးနှစ်ပတ်လောက်ချိန်ရွာမှာဖြစ်တဲ့အတွက်စဉ်းစားနေစေဖြစ်ပါလိမ့်မယ်။ဆယ်ရက်မြောက်နေ့ကိုရောက်တဲ့အခါမှာတော့ဂျပန်ရေတပ်ဟာသူ့ရဲ့သင်္ဘော၄ပုံ၃ပုံကျော်ဆုံးရှုံးခဲ့ရပြီးတရုတ်ရဲ့ဖိအားပေးမှုကကြီးမားလာပါလိမ့်မယ်။ရှီကျင်းဖင်ကအမေရိကန်မကြာခင်စစ်ပွဲတွေဝင်လာတော့မယ်ဆိုတာကိုသိနေပါတယ်။ဒါကြောင့်သူဟာအမေရိကန်မဝင်ခင်မှာကြိုတင်တိုက်ခိုက်မှုတစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါလိမ့်မယ်။ဒီအတွက်သူဟာတရုတ်ရဲ့လင်းရင်တင်သင်္ဘော၂စီးကိုအသုံးပြုပြီး ဒီသင်းမောတွေက J15 တိုက်လေယာဉ်တွေကိုပြန်တန်းစေတာအမေရိကန်ဂျပန်ပူးပေါင်းရေတပ်ခြေဆိုင်စခန်းဖြစ်တဲ့ယိုကိုဆူကာကိုပြစ်မှတ်ထားတိုက်ခိုက်ပါလိမ့်မယ်အဓိကပြစ်မှတ်ကတော့အဲ့ဒီစခန်းရဲ့လက်ရှိအင်ရှင်ဖြစ်တဲ့ USS Ronald Reagan Landin သင်းမောဖြစ်ပါတယ်ဒီတိုက်ခိုက်မှုကြောင့် USS Ronald Reagan ဟာစစ်စင်ရေးမလုံနိုင်တော့တဲ့အခြေအနေရောက်သွားနိုင်ပြီးခုနှစ်ကြိမ်မြောက်ရေတပ်ရဲ့လေယာဉ်တွေနဲ့သင်းမောဒါသင်ပေါင်းများစွာလည်းပျက်စီးသွားပါလိမ့်မယ်တရုတ်ရဲ့ဒီဂျိုတင်တိုက်ခိုက်မှုဟာ အမေရိကန်ရဲ့အင်ဒိုပစိဖိတ်ကတိုက်လေရင်တွေဖြန့်ကျက်နိုင်တဲ့စွမ်းရည်ကိုထိခိုက်စေခဲ့ပြီးဂျပန်ကာကွယ်ရေးပြိုလဲပြီးတရုတ်ကဂျပန်ကုန်းမပေါ်စစ်သားတွေဆင်းသက်ဖို့အတွက်ရည်လမ်းကြောင်းရှင်းရှင်းလင်းလင်းရရှိဖို့ကအချိန်ကိစ္စတစ်ခုပဲဖြစ်ပါတော့မယ်။ဇတရနေ့ကိုရောက်တဲ့အခါမှာတော့ဂျပန်ဝန်ကြီးချုပ်ကီရှိတာဟာအမေရိကန်ရဲ့တုံ့ပြန်မှုနှောင့်နှေးခဲ့လို့စိတ်ပြတ်နေပေမဲ့အမေရိကန်ရဲ့ကြံရှိတဲ့သင်္ဘောတွေဂျပန်ရည်တက်ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းလိုက်ပြီးဆိုတာကိုသိရလို့ဝမ်းသာနေပါလိမ့်မယ်။ ဂျပန်ရဲ့ကြီးမန်းချက်ကအမေရိကန်ရေတပ်ရဲ့အင်အားပိုကြီးတဲ့အဖွဲ့ရောက်လာသည့်အထိအသက်ရှင်ကျန်ရစ်ဖို့ပဲဖြစ်ပါတော့တယ်။ဒီပြည်ပခါမှာဝမ်းနေစရာတစ်ခုကတော့အမေရိကန်ရဲ့နေတိုးမဟာမိတ်တွေဟာစစ်ပွဲတွေဝင်လာမှာမဟုတ်ပါဘူး။တရုတ်ကဂျပန်မှာရှိတဲ့အမေရိကန်စစ်ကမ်းတွေကိုတိုက်ခိုက်တာဟာနေတိုးရဲ့အပိုင်ငါ Article 5ကိုလှုပ်ရှားစေမဲ့အမေရိကန်ပိုင်မြေပေါ်ကတိုက်ခိုက်မှုမဟုတ်လို့ပါပဲ။ဒါပေမဲ့တခြားသတင်းကောင်းတွေရှိပါလိမ့်မယ်။အမေရိကန်ရဲ့ခုနှစ်ကြိမ်မြောက်ရေတပ်ကဂျပန်ရေတပ်နဲ့ပူးပေါင်းမဲ့အပြင်ဂျပန်ဟာအမေရိကန်နဲ့တောင်ကိုရီးယားတို့နဲ့ချုပ်ဆိုထားတဲ့ သုံးပွင့်တိုင်ကာကွယ်ရေးသဘောတူညီချက်ကိုအခွင့်ကောင်းယူပါနဲ့ယူနိုင်ပါလိမ့်မယ်။တိုက်ဆိုင်သွားပဲရှီကျင်းဖြင့်တိုက်ခိုက်ဖို့ရပ်ပိုင်းလိုမှာ USS Theodore Roosevelt လင်တင်သင်းမောဟာကင်းလှည့်ရင်တောင်ကိုရီးယားကိုရောက်ရှိနေခဲ့ပါတယ်။ USS Ronald Reagan ကိုဆုံးရှုံးလိုက်ရပါမယ်။ USS Theodore Roosevelt ရောက်လာတာကြောင့်ဂျပန်ရဲ့ကုန်းမပေါ်ကလေကြောင်းအင်အားကိုအားဖြည့်ပေးနိုင်ပါလိမ့်မယ်။ပိုရေးကြည့်တာကဒီသင်းမောဟာအရှေ့တရုတ်ပင်လယ်ရဲ့မြောက်ဘက်ကနေရွက်လွှင့်လာတာဖြစ်လို့တရုတ်ရေတပ်ကိုဂျပန်နဲ့တောင်ကိုရီးယားဘက်ကလာတဲ့ရေတပ်အုပ်စုနှစ်ခုကြား အာယုံဆိုင်မှုကိုခွဲထုတ်စေပါလိမ့်မယ်။ဒီသင်္ဘောပေါ်မှာတိုက်လင်ရင်တဲ့ရဟတ်ရင်60ကျော်ပါဝင်တာကြောင့်တရုတ်အတွက်ကောင်းခဲစရာဖြစ်လာပါလိမ့်မယ်။ဒီအချိန်ဒီမှာဂျပန်ရဲ့အသက်ရှူပေါင်းလို့ပြောရမယ့်အရာကတော့တောင်ကိုရီးယားရှိတတ်ပါပဲ။တမိုင်းကြောင်းရာဂျပန်နဲ့တင်းမာမှုတွေရှိပေမဲ့တောင်ကိုရီးယားသမ္မတဟာတရုတ်ကိုအရှိတရုတ်ပင်လယ်မှာအနိုင်ရဖို့ခွင့်မပြုနိုင်ဘူးလို့ဆုံးဖြတ်ပါလိမ့်မယ်။ဂျပန်ကိုဆုံးရှုံးလိုက်ရင်နောက်တစ်ဆင့်မှာတောင်ကိုရီးယားဟာပြတ်မှတ်ဖြစ်လာနိုင်ပြီးအမေရိကန်ရဲ့အော်သာလွှမ်းမိုးမှုကြဆင်းမှာကိုသူမလိုချင်ပါဘူး။ဒါကြောင့်တောင်ကိုရီးယားဟာစစ်ပွဲတွေပါဝင်ဖို့သဘောတူလိုက်တာကြောင့် ဂျပန်ရေတပ်ကိုအင်အားဖြစ်တင်ပေးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။တောင်ကိုရီးယားမှာစစ်သည်မော200ခန်းနဲ့လေယာဉ်1260စီးပါဝင်တဲ့လေတပ်ရှိတာကြောင့်ပူးပေါင်းထားတဲ့ဂျပန်နဲ့အမေရိကန်အင်အားစုတွေအရှိတ်ဘက်ကတိုက်နေချိန်မှာတောင်ကိုရီးယားကမြောက်ဘက်ကနေတရုတ်ရေတပ်ကိုတိုက်ခိုက်နိုင်ပါလိမ့်မယ်။15ရက်နေ့ကိုရောက်တဲ့အခါမှာတော့ရှီချင်းဖျင်ဒေါသထွက်နေပါလိမ့်မယ်။တောင်ကိုရီးယားဝင်လာတာကိုရော USS Theodore Roosevelt ရောက်လာတာကိုရောသူမမျှော်လင့်ခဲ့ပါဘူး။တရုတ်ရဲ့ရေတပ်အင်အားဟာမဟာမိတ်တွေနဲ့တူညီလူနီးပါးဖြစ်သွားပါလိမ့်မယ်။ ီအခါမှာတရုတ်ရေတပ်ရဲ့အားနည်းချက်နှစ်ခုပေါ်လာပါလိမ့်မယ်၁။စွမ်းအားနည်းပါတာတရုတ်မှာသင်္ဘောရေအတွက်များပေမဲ့အဲ့ဒီတဲက150ကျော်ဟာစစ်ပွဲအတွက်မသင့်တော်တဲ့ကင်းလှည့်သင်္ဘောငယ်တွေပဲဖြစ်နေပါတယ်။ဒါကြောင့်တကယ်တမ်းစစ်ပွဲအတွက်သုံးလို့ရတဲ့အင်အားကသူထင်ထားသလောက်မများဘူးဆိုတာပေါ်လာပါလိမ့်မယ်။၂။အတွေ့အကြုံနည်းပါတာတရုတ်က1989ခုနှစ်နောက်ပိုင်းစစ်မတိုက်ဖူးတဲ့အတွက်လေ့ကျင့်မှုမလုံလောက်ခြင်းနဲ့ဓာတ်ရိုက်တိုက်ခိုက်ရေးအတွေ့အကြုံမရှိခြင်းကြောင့်အမှားယွင်းတွေစတင်ဖြစ်ပေါ်လာပါလိမ့်မယ်။ တချို့သင်္ဘောကပ္ပရိန်တွေနဲ့ဒူရီယာကပ္ပရိန်တွေဟာလိုအပ်တဲ့လေ့ကျင့်မှုတောင်မပြီးသေးတဲ့အတွက်တရုတ်ရေတပ်ဟာပူးပေါင်းညှိနှိုင်းမှုမှာယုံကန်လာရပါလိမ့်မယ်။ဒီလိုအားနဲ့ကြတဲ့ကြောင့်တရုတ်ရဲ့ရေတပ်ကအသာစီးဟာတဖြည်းဖြည်းချင်းကျဆင်းလာပြီးအမေရိကန်ရဲ့စစ်သင်္ဘောတွေထပ်မံရောက်ရှိလာမယ့်အခြေအနေဟာရှီကျင့်ဖြင့်အတွက်ပုံမှုဆိုးရပါလိမ့်မယ်။၂၀ရက်မြောက်နေ့မှာတော့ Pacific သမုဒ္ဒရာကိုခရီးရှည်ထွက်လာတဲ့ USS George H.W. Bush လင်းတင်သင်္ဘောဟာအခြားအမေရိကန်ဖြတ်သင်းမော်တွေနဲ့အတူဂျပန်ကိုရောက်လာပါလိမ့်မယ်။သူတို့ရဲ့ရွေကြက်ကတော့အရှေ့တရုတ်ပင်လယ်မှာရှိတဲ့တရုတ်ရေတပ်ကို တောင်ဘက်ကနေတိုက်ခိုက်ဖို့နဲ့တရုတ်ရဲ့သင်္ဘောတွေထပ်မဝင်လာနိုင်အောင်အတားအဆီးတစ်ခုဖန်တီးဖို့ပါပဲဒီလိုနဲ့ဂျပန်ကတရုတ်ရဲ့တပ်ကိုအရှိတရုတ်ပင်လယ်မှာဝိုင်းပတ်ပိတ်ဆို့လိုက်နိုင်ပါလိမ့်မယ်ဒါအပြင်တရုတ်တွင်နောက်ထပ်သတင်းစိုးတစ်ခုကတော့အမေရိကန်ရဲ့ပြင်ဆင်မှရေးတက်လဲလမ်းမှာရှိနေတာပါပဲအမေရိကန်သမ္မတဟာပုံမှန်အားဖြင့်အာရိဗျပင်လယ်ကွင်းမှာစစ်စင်ရေးလုပ်နေတဲ့ဒီရေတပ်ကိုခေါ်ယူပြီးတရုတ်ကိုကြားညက်တိုက်ခိုက်မှုလုပ်ဖို့ဆုံးဖြတ်လိုက်ပါလိမ့်မယ်ဒီရေတပ်ဟာအိန္ဒိယတောင်ဘက်ကနေလာပြီးမကြခင်တောင်တရုတ်ပင်လယ်ကိုရောက်သွားမှာပါ ပြင်စမရေတက်ရောက်လာတဲ့အခါတရုတ်ရေတက်ဟာနှစ်ပိုင်းကွဲသွားပြီးအပိုင်းတစ်ခုစီဟာပတ်ပတ်လေကနေတိုက်ခိုက်မှုတွေကိုရင်ဆိုင်ရပါလိမ့်မယ်။အရှေ့တရုတ်ပင်လယ်မှာဂျပန်အမေရိကန်တောင်ကိုရီးယားအမေရိကန်မြောက်ဘက်နဲ့အခုရောက်လာတဲ့ Pacific ရေတက်တောင်ဘက်တို့ကဝိုင်းတိုက်ခိုက်ပါလိမ့်မယ်။တောင်တရုတ်ပင်လယ်မှာကြမ်းရှိနေတဲ့သင်္ဘောတွေကလည်း Pacific ရေတက်ရဲ့မြောက်ဘက်ကတိုက်ခိုက်မှုနဲ့ပြင်စမရေတက်ရဲ့တောင်ဘက်ကတိုက်ခိုက်မှုတွေကိုရင်ဆိုင်ရပါလိမ့်မယ်။ရက်30တလအကြာမှာတော့သမရရှိချင်းဖြင့်ဟာသူ့ရဲ့ရေတက်အပြည့်အဝပိတ်မိနေတာကိုမြင်လိုက်ရတဲ့အခါ နီးပြူဟာအမှားတွေကြောင့်စဉ်းစားနေရပါလိမ့်မယ်။အမေရိကန်ရေတပ်ရဲ့စွမ်းအားတစ်ခုလုံးနီးပါးပါဝင်လာတာရယ်မမျှော်လင့်မဲတောင်ကိုရီးယားပါဝင်လာတာရယ်နောက်ဆုံးထိုးလက်ချက်ဖြစ်တဲ့ပြင်စမရေတပ်ရောက်ရှိလာတာကသူတို့ရဲ့ရည်မှန်းချက်တွေကိုအဆုံးသတ်လိုက်ပြီးဖြစ်ပါတယ်။သူကပြင်စမရေတပ်ကိုပင်လယ်နီမှာပဲထားခဲ့မယ်လို့ယူဆခဲ့ပေမဲ့အမေရိကန်ကတရုတ်ကိုတိုက်ခိုက်ဖို့အတွက်ခေါ်တုံးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ရှီကျင်းဖျင်ဟာအမေရိကန်ကပင်လယ်နီမှာတယောက်တည်းတိုက်နေတာမဟုတ်ဘဲနိုင်ငံ၂၀ကျော်ရဲ့မဟာမိတ်အဖွဲ့ရဲ့အကူအညီရထားတာကြောင့် သူ့ရဲ့တင်မောတွေမရှိတဲ့အချိန်မှာအကူအညီပေးနိုင်တယ်ဆိုတာကိုမစင်စားခဲ့မိပါဘူး။ပင်လယ်နီဟာလုံခြုံတဲ့လက်ထဲမှာရှိနေခဲ့ပါလိမ့်မယ်။အိန္ဒိယကိစ္စမှာတော့ရှီဂျင်းပင်ဟာဂျပန်ကိုမတိုက်ခိုက်ခင်ကသူကျူးလွန်ခဲ့တဲ့နီးဖြူဟာအမှားတချို့ကိုသာပြန်ကြည့်နိုင်ပါလိမ့်မယ်။အီရန်နဲ့အီဂျစ်လိုနိုင်ငံတွေကို BRICS စီးပွားရေးမိတ်ဖက်အဖွဲ့တွေဖိတ်ခေါ်ခဲ့တာဟာအကူအညီမဖြစ်ခဲ့ပါဘူး။ဒီလိုလှုပ်ချင်းအဖြစ်တရုတ်နဲ့ရုရှားပေါင်းပြီးအိန္ဒိယရဲ့အုပ်စုတွေကအောက်စာလွှမ်းမိုးမှုကိုရှော့ချခဲ့ရတာကနေအိန္ဒိယကိုစိတ်ပျက်စေခဲ့ပါတယ်။ ပြီးတော့အမှန်တကယ်ထိန်းချုပ်ရေးနန်နမိတ်တခြားကနန်နမိတ်အငင်းပွားမှုတွေလည်းရှိခဲ့ပါတယ်။ရှီချင်းဖျင်ရဲ့တပ်တွေဟာပြီးခဲ့တဲ့နှစ်နိုင်ငံတွင်အိန္ဒိယတပ်တွေနဲ့အကြိမ်ပေါင်းများစွာထိပ်တိုက်တွေ့ဆုံခဲ့ပြီးတင်းမာမှုတွေလည်းမြင့်တက်နေစေပါ။ဒါတောင်အမေရိကန်ရေတပ်ကိုအိန္ဒိယသမုဒ္ဒရာကနေဖျက်ဆီးဝင်ပေးမယ်ဆိုတာကတော့အိန္ဒိယအတွက်မဖြစ်နိုင်တဲ့ကိစ္စလို့သူထင်ခဲ့တာပါ။ရှီချင်းဖျင်မှားသွားခဲ့ပါလိမ့်မယ်။အိန္ဒိယဟာဗမ်မလိုက်ပေးနေခဲ့ပြီးဘသူ့ကိုမှအကူအညီမပေးခဲ့ပါဘူး။ ဒါပေမဲ့ပြင်စမရေတက်ခရီးစတင်တဲ့အခါမှာလည်းဘာကန့်ကွက်မှုမှမလုပ်ခဲ့ပါဘူးအခုတော့ပြင်စမရေတက်ဟာတောင်တရုတ်ပင်လယ်ကိုရောက်နေပြီး Pacific ကနေ Timor Re နေ့စဉ်ရောက်လာနေပါတယ်သူတို့ဟာဂျပန်နဲ့ပူးပေါင်းပြီးတရုတ်ရဲ့အင်အားအမြဲရော့ကျနေတဲ့ရေတက်ကိုဝိုင်းရံထားပြီးရှီချင်းဖင်ဟာသူ့ရဲ့နီးဗျူဟာတွေကိုသူ့ကိုပြန်ပြီးအသုံးပြုနေတာကိုကြည့်နေရပါလိမ့်မယ်တရုတ်ဟာ Timor Re ကိုဆုံရှုံနေမှာပါအဓိကဆုံရှုံသွားတာကတရုတ်ရဲ့လင်းအင်တင် Timor တစ်စီးဖြစ်တဲ့ Lion နဲ့ပါပဲဒီဆုံရှုံမှုကရှီချင်းဖင်ကို ရှန်တောင်းကိုပါဆုံးရှုံးမှာကြောက်တဲ့အတွက်ပြန်လဲရုပ်သိမ်းဖို့တွန်းအားပေးခဲ့ပါလိမ့်မယ်။ဆိုလိုတာကတရုတ်ရေတပ်မှာရှီကျင်းဖြင့်လိုချင်တဲ့လေကြောင်းထောက်ပံ့မှုမရှိတော့ပါဘူး။ဟုတ်ပါတယ်။တိုက်လေရင်တွေကတရုတ်ကုန်းမကနေပြန်တန်းနိုင်ပါသေးတယ်။ဒါပေမဲ့သူတို့ရဲ့ပြန်တန်းနိုင်တဲ့အကွာအဝေးကကန့်သက်ချက်ရှိပြီးဂျပန်ရေတပ်ကတော့အမေရိကန်နဲ့တောင်ကိုရီးယားတို့နဲ့ပူးပေါင်းပြီးတရုတ်သင်းမော်တွေကိုတစည်းပြီးတစည်းရွေးချယ်တိုက်ခိုက်နေချိန်မှာအဲ့ဒီအကွာအဝေးအဆုံးမှာပဲနေဖို့ဆုံးဖြတ်ထားပါတယ်။ရှီကျင်းဖြင့်ရဲ့ရေတပ်ဟာဘဲမှသွားစရာမရှိတော့ပါဘူး။ရှီကျင်းဖြင့်လည်းထုံနီလကောက်ပါပဲ။ ဂျပန်ကိုကျူးကျော်ဖို့ကြိုးစားတဲ့သူ့ရဲ့ရေတပ်စစ်ပွဲဟာတရုတ်ရေတပ်ကဂျပန်ထက်အားနည်းလို့မဟုတ်ပါဘူး။တရုတ်ကအများကြီးအင်အားကြီးခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကအင်ဒိုပစိဖိတ်မှာပိုပြီးဩဇာလွှမ်းမိုးမိုးလာမှာကိုစိတ်ဝင်စားတဲ့နိုင်ငံတွေကိုဂျပန်ကထက်မြက်စွာနဲ့မဟာမိတ်ဖွဲ့ခဲ့တဲ့အတွက် ကြာရှုံးခဲ့ရတာပါ။ရှီကျင်းဖင်ဟာသူဟာအမေရိကန်နဲ့တောင်ကိုရီးယားကိုရောဂျပန်ကိုပါဆစ်ရှုံးသွားခဲ့ပြီဆိုတဲ့အဖြစ်ကိုပဲယူကျုံးမရဖြစ်နေရပါလိမ့်မယ်။အမေရိကန်ကိုအပြေအဝဆစ်ကြညာဖို့တတ်တိမရှိတဲ့အတွက်နောက်ဆုတ်ဖို့ဖိအားပေးခံရပါလိမ့်မယ်။ ဂျပန်အောင်ပွဲခံနေခဲ့ပေမဲ့ဒါကသွင်းမြေကြအောင်ပွဲတစ်ခုဖြစ်ပါလိမ့်မယ်။ဂျပန်စစ်တပ်ဟာအကူအညီရောက်လာတဲ့အထိအကာအကွယ်ပေးရင်တင်းမောဒါစင်မောင်းများစွာဆုံးရှုံးခဲ့ရတဲ့အတွက်ပြန်လည်တိဆောက်ဖို့လိုပါလိမ့်မယ်။စစ်စခန်းတွေကိုပြန်လည်တိဆောက်ရမယ်။လက်နက်ခဲယမ်းတွေကိုအစားထိုးဖြည့်တင်းရပါလိမ့်မယ်။ဒါပေမဲ့လည်းဂျပန်ရဲ့တောင်ကိုရီးယားနဲ့ဆက်ဆံရေးကအရင်ကထက်ပိုပြီးခိုင်မာလာခဲ့တယ်လို့ American နဲ့ဆက်ဆံရေးကလည်း GMSDF ကိုပေးခဲ့တဲ့အကူအညီတွေကြောင့်ပိုပြီးခိုင်မာလာခဲ့ပါလိမ့်မယ်။တရုတ်ကနောက်ထပ်တစ်ကြိမ်တိုက်ခိုက်လာခဲ့ရင်ဂျပန်ကအသင့်ဖြစ်နေပါလိမ့်မယ်။ ဒါဆိုအခုကြည့်နေကြတဲ့နိုင်ငံရေးစိတ်ဝင်စားသူတချို့ကရောဘယ်လိုထင်ပါသလဲတရုတ်ကဂျပန်ကိုရေးတက်စစ်ပွဲမှာအနိုင်ရမလားဒါမှမဟုတ်ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဇလန်းမျိုးပဲဖြစ်လာမလားကိုပိုင်ထင်မြင်ချက်လေးကိုလည်းမျှဝေပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်